2025ခုနှစ်မေလ20ရက်နေ့မှ28ရက်နေ့အထိတနင်္ဂနွေသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာဘေးကျန်နေတဲ့အခက်အခဲတွေကြုံရတတ်ပါတယ်။ကိုယ့်ကိုနောက်ဆက်ကန့်ကွက်မဲ့သူတွေနဲ့ပဲကြုံနေရတတ်တယ်။မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတတ်တယ်။ရည်ရွယ်ထားတဲ့အလုပ်တွေပြတ်သွားတတ်တယ်။သူတစ်ပါးရဲ့ကိစ္စတွေနဲ့အချိန်ကုန်နေလိမ့်မယ်။ဒါပေမဲ့ကျေးဇူးမတင်တဲ့အပြင် မကောင်းမြင်အထင်လွဲတာတော့ခံရတတ်ပါတယ်။ စကားများဖြေရှင်းရတတ်တယ်။အဖိုးတန်ပစ္စည်းဝယ်တဲ့ရောင်းတဲ့ကိစ္စတွေလည်းထင်မော့လွဲချော်နေတတ်တယ်။အောက်လက်ငယ်သားနဲ့ပတ်သက်ပြီးစိတ်နှခွဖြစ်စရာတွေကြုံမယ်။တခိုးခိုးခံရတတ်တယ်။ရေရင်းရေကန်ကိစ္စစိတ်ညစ်ရတတ်တယ်။ခီးကိစ္စတွေလည်းအဆင်မပြေဖြစ်တတ်ပါတယ်။အချစ်ရေးအိမ်တော်ရေးမှာတော့အဖိုးအထစ်တွေပြေလည်သွားမယ်။နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စတွေအဆင်ပြေအောင်မြင်မယ်။ ကြီးကဲသူလူကြီးဟောင်းတို့ရဲ့ကူညီဆောင်မှုတွေပေါ်လာမယ်။ယင်းဤမြုပ်နှံခြင်းလုပ်ငန်းတည်ထောင်ခြင်းပြုသင့်တဲ့အချိန်ဖြစ်ပါတယ်။ရဲ့ရရညောင်ပင်မှာအမိုက်လဲရင်ဆူတောင်းပါလေကံကောင်းကနန်း9နှစ်2025ခုနှစ်မေလ21ရက်နေ့မှ28ရက်နေ့အထိတနင်္လာသတမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာမိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းတွေရတတ်တယ်။ ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊ဘာသာရေးကိစ္စတွေနဲ့ခီးသွားရတတ်ပါတယ်။ဒီပခီးစီစဉ်နေသူများလည်းအဆင်ပြေမယ်။မရည်ရွယ်ပဲအဖိုးတန်ပစ္စည်းတွေဝင်လာတတ်ပါတယ်။အမျိုးသမီးတစ်ယောက်ကြောင့်စိတ်ညစ်ရန်တတ်တယ်။အောက်လက်ငယ်သားဒုက္ခပေးတတ်ပါတယ်။တိရိစ္ဆာန်ဒုက္ခပေးတတ်ပါတယ်။ကျမ်းမာရေးကိစ္စအတွက်ခီးသွားရတတ်တယ်။လူနာဧည့်သည်အပူဒီရောက်လာတတ်ပါတယ်။လုပ်ငန်းဟောင်းနေရာဟောင်းတွေနဲ့ပြန်ပြီးပတ်သက်ရတတ်တယ်။ အလौတာဝင်နေရာထိုင်ခင်းကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းတွေကြုံမယ်။ငွေကိစ္စတွေအလွယ်လွယ်အချော့ချော့ဖြစ်တတ်ပါတယ်။တေချာပေါက်ရမဲ့ငွေတွေလွဲသွားတတ်ပါတယ်။ငင်းခုန်ဖြေရှင်းရတတ်တယ်။သူတပားကိစ္စလိုက်လံကူညီရတတ်ပါတယ်။အချစ်ရေးအိမ်တော်ရေးမှာတော့အင်မတန်စိတ်ချမ်းသာစရာတွေကြုံလာတတ်ပါတယ်။ရက်ရာမိခင်အတော်ဆရာမစသူတို့ကိုငွေငါးကနန်းလူပါလေကံကောင်းကနန်း၃လေး 2025ခုနှစ်မေလ21ရက်နေ့မှ28ရက်နေ့အထိအင်္ဂါသာသမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာခီးအကျိုးထူးခီးတွေတွားဖြစ်မယ်။နိုင်ငံရဲ့ချခီးစီစဉ်နေသူများလည်းအထမြောက်အောင်မြင်မယ်။ရဝေးကဆွေမျိုးမိတ်ဆွေတွေနဲ့အမှတ်မထင်ပြန်လဲဆုံစည်းရတတ်ပါလေ။ရဝေးကဆရာသမားကြီးကဲသူတွေက အတူညီကောင်းပေးလာလိမ့်မယ်။အဖိုးတန်ပစ္စည်းနှမျိုးဝင်တတ်ပါလေ။ အောက်လက်ငယ်သားတွေ ကျမ်းမာရေးညံ့မယ်စိတ်ညစ်เสียရဲ့တဲ့ရောက်လာတတ်တယ်ရင်တွေဆက်တွေကြောင့်စိတ်ညစ်ရတတ်ပါတယ်အချစ်ရေးအိမ်တော်ရေးမှာမောင်နှမသားချင်းကြောင့်ဆိတ်ရှုပ်ရမယ်ယောဂဟောင်းပြဿနာဟောင်းတွေတတိပြုပါ အနီးကပ်ကြီးကဲသူတွေနဲ့စိတ်တဘောကွဲရတတ်ပါတယ်အလုံးမှာရှေ့တိုးရခက်နောက်ဆုတ်ရခက်အခြေအနေမျိုးကြုံတတ်တယ်မထင်မှတ်တဲ့နေရာကငွေတွေအများကြီးဝင်လာတတ်ပါတယ်ချစ်သူအိမ်တော်ဖက်ငွေပစ္စည်းပျောက်တတ်တယ် ရရထခင်ဦးလေးဦးကြီးဆရာစတူတို့ကိုငွေကိုကနန်းလူပါလေ ကံကောင်းကနန်း၄2025ခုနှစ်မေလ21ရက်နေ့မှ28ရက်နေ့အထိဗုဒ္ဓဟူသာသမိများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေတွင်မှာစကားများရန်ဖြစ်ရတယ်။ဘလို့ပဲကင်းအောင်နေနေပြဿနာတွေကလာပြီးပတ်သက်နေတတ်ပါလေ။မိသားစုအတွင်းမှာလည်းတယောက်တစ်ပေါက်ဆိုသလိုဖြစ်နေမယ်။ ပြီးသွားပြီလို့ထင်တဲ့ပြဿနာတွေပြန်ပေါ်လာတတ်တယ်။အလုံမှာစိတ်ကုံစရာတွေကြုံလာမယ်။အလုံပြောင်းချင်စိတ်တွေပေါ်လာတတ်ပါတယ်။အလုံပြုတ်တာတို့အိမ်မော်ကဆင်းသွားမိတာတို့ရီးစားနဲ့ပြတ်သွားတာတို့ဆိုတာဒီဂိမ်းမျိုးမှာကြုံတတ်တာသတိပြုပါ။အင်မတန်ရင်းနှီးသူတွေကကျမ်းမာရေးအသေးအတန်ညံ့တတ်ပါတယ်။မထင်မှတ်တဲ့နေရာကငွေကူညီရတတ်တယ်။ထိပေါက်မဲပေါက်တလို့ငွေတွေပစ္စည်းတွေဝင်လာတတ်တယ်။အောက်လက်ငယ်သားတို့အတွက်စိတ်ချမ်းသာစရာတွေဖြစ်လာမယ်။ မိမိပျောက်ပျောက်ဖြစ်နေတဲ့လူတွေပြန်ပေါ်လာတတ်တယ်။ပွဲစားအကျိုးဆောင်လုပ်ငန်း၊ပညာရေး၊တင်နန်း၊အွန်လိုင်းနဲ့ချိတ်ဆက်သောအလုပ်တွေတိုးတက်မယ်။ရဲ့ရယာနွမ်းပါသူများကိုစေဝါတို့မဟုတ်စေဘူဝါကလူတန်းပါလေကံကောင်းကနန်း၅ခု2025ခုနှစ်မေလ21ရက်နေ့မှ28ရက်နေ့အထိကြာသပတေးသတမိများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာတည်ကြားမှာတလို့ဝိစံမိုက်တလို့ အံ့ဩစရာကောင်းလောက်အောင်ထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေကြုံလာမယ်။တရင်ကောင်းဧည့်သည်ကောင်းတွေ ရောက်လာမယ်။ခီးနဲ့ပတ်သက်တဲ့ရဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေအောင်မြင်မယ်။အဖိုးတန်ပစ္စည်းတွေရဝေးကလည်းငွေတွေပစ္စည်းတွေရောက်လာတတ်ပါတယ်။အနီးကပ်မိတ်ဆွေ မောင်နှမတွေကြောင့်စိတ်ညစ်ရတတ်တယ်။လူရင်းတွေက အမှုပြဿနာကြုံတတ်တယ်။နေရထိုင်ခြင်းအဆောက်အဦကိစ္စအခက်ကြုံတတ်ပါတယ်ပြဿနာဖြစ်နေသူတွေနဲ့ပြန်ပြီးအဆင်ပြေသွားမယ် အထင်လွဲခံရတာတွေအဆင်ပြေသွားမယ်။ဆရာသမားကြီးကဲသူတို့ရဲ့အကူအညီကောင်းတွေရမယ်။ပညာရေးသင်တန်းဘာသာရေးကိစ္စအခွင့်အရေးကောင်းပေါ်လာမယ်။စရင်စရာမရွံ့တာအလိန်ခံရတာရင်တွေဆက်တွေနဲ့ထိခိုက်မိတာတတိပြုပါ။ချစ်သူအိမ်အောင်ဖက်ကျမ်းမာရေးတတိပြုပါ။ရဲ့ရရာတက်မျက်စင်းမျက်စိစေးဝါးမျက်မှန်ဆိုင်ရာ ကုသိုလ်ပြုပါလေ။ကံကောင်းကနန်း1 3 2025ခုနှစ်မေလ21ရက်နေ့မှ28ရက်နေ့ထိတောကြားသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာငွေရွှင်ကြီးရွှင်နေမယ်။ထီထိုးတဲ့ရက်တွေပါပဲ။အဖိုးတန်ပစ္စည်းတွေဝင်လာ၊လက်ဆောင်ပစ္စည်းတွေရလာ၊အကြောင်းကြောင်းနဲ့ထွက်နေတဲ့ငွေတွေ။ပစ္စည်းတွေပြန်ဝင်လာတာ၊ရဝေးကဝမ်းသာစရာဧည့်သည်တွေရောက်လာတာ၊နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအဆင်ပြေအောင်မြင်တာတွေကြုံမယ်။လျှက်စစ်နဲ့ပတ်သက်လို့ပြင်ဆင်မှုမှန်ရတာတွေလုပ်ဖြစ်မယ်။ အောက်လက်ငယ်သားသားသမီးအတွက်စိတ်ချမ်းသာစရာတွေကြုံမယ်။အောက်လက်ငယ်သားတို့ရဲ့ပညာရေးကိစ္စခီးကိစ္စတွေအောင်မြင်မယ်။အချစ်ရေးအိမ်တော်ရေးမှာလည်းကောင်းသောအပြောင်းလဲတွေကြုံလာမယ်။သူတစ်ပါးရဲ့အချစ်ရေးအိမ်တော်ရေးမှာတော့ကြားညက်ဖြစ်ရှင်ရတတ်တယ်။အတို့ထောင်၆တုံးသူတွေကြောင့်မိသားစုစိတ်ဝမ်းကွဲရတတ်တယ်။အလုံမှာအတိုက်ခံအပြိုင်ဆိုင်တွေကြောင့်စိတ်ညစ်ရတတ်တယ်။အထူးသဖြင့်မိမတစ်ယောက်ကခလောက်ဆန်နေမယ်။ရရရ ကိုရင်လေးများကိုငွေ3ကနန်းလှူပါကံကောင်းကနန်း1နှစ်2025ခုနှစ်မေလ21ရက်နေ့မှ28ရက်နေ့အထိစနေသားသမီးများအတွက်တပတ်စာ hostel ဒီရက်တွေတွင်မှာစိတ်ချမ်းသာစရာတွေအတော်များများကြုံလာမယ်ပျော်ပွဲရှင်ပွဲတွေကြုံတာအေးအေးဆေးဆေးခီးတွေတွားရတာအဖိုးတန်ပစ္စည်းတွေဝင်လာတာစိတ်ချမ်းသာပွဲတရင်ကောင်းဧည့်သည်ကောင်းရောက်လာတာတွေကြုံရတတ်ပါတယ်အမျိုးသမီးတအူးကထီထီရောက်ရောက်အကူအညီကောင်းတွေပေးလာမယ် လုပ်ငန်းတွေတိတိတတ်တာအောင်မြင်တာစီးပွားတိတိတတ်တာတက်တာမျိုးတွေကြုံလာမယ်။အောက်လက်ငယ်သားတွေအတွက်ပူပင်နေရရင်အေးချမ်းသွားမယ်။မိဘဆရာသမားကြီးကဲသူတွေအတွက်လည်းဝမ်းမြောက်စရာကြုံများ။ကြားရတတ်ပါလေ။ပညာရေးကိစ္စ၊သင်တန်းကိစ္စအောင်မြင်မယ်။ထိပေါက်တလို့မျိုးငွေတွေဝင်လာကိန်းရှိတယ်။ဆုံးရှုံးမတက်ဖြစ်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။အိမ်ကြီးချင်းတွေလှုပ်ဖို့ကင်ဘတ်တွေကအကောက်ကြံတတ်တာတတိပြုပါ။ လိမ့်ကြချော်လဲတာမျိုးသတိပြုပါအချစ်ရေးအိမ်တော်ရေးမှာတည်င်းကောင်းကြမယ်ရဲ့ရရမိတ်ဆွေများကိုအဝိထေဒါနာပြုပါလေ ကံကောင်းကနန်း၆တူများ